မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့မော်ဘီလေဒတ်ကို short တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခတ်ရောက် KAW အမောင်းတင်လေရင်ကိုတော်ထိမှန်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘာလ9ရက်နေ့ည9နာရီကမှရန်ကုန်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့မော်ဘီလေဒတ်ကို Type 63အမျိုးအစား short တိုက်ဒုံးနှစ်လုံးနဲ့ပြစ်ခတ်တိုက်ခတ်ရောက် KAW အမောင်းတင်လေရင်ကိုတော်နဲ့ခြံစည်းရိုးထိမှန်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ KAW အမောင်းတင်လေရင်ကိုတော်ထိတယ်လို့သိရတယ်။တလုံးကခြံစည်းရိုးကိုထိတယ် ပျက်စီးမှုရှိတယ်လို့သိရပါတယ်ဘလောက်ပျက်စီးလဲတော့မသိရသေးဘူးလေတာထဲမှာ slime မီးတွေထိုးပြီးတော့ရှာနေကြတယ်ကြတဲ့နေရာအပျက်စီးတွေကို slime မီးနဲ့ထိုးပြီးတော့ကြည့်နေကြတာပောက်ကွဲလံကြတာနဲ့ကွင်းထဲကရော gate တွေကရောအကုန်လုံးပြေးထွက်လာကြတယ်ပြီးတော့60မမနဲ့ပြန်ပစ်တယ်တစ်ချက်တော့ကြားလိုက်ရတယ်လို့ civilian military srdf အထူးစစ်စင်ရေးစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ်15တပ်ရင်းဘိုးကောက်ရိုးအဖွဲ့နဲ့ civilian military srdf အထူးစစ်စင်ရေးစစ်ကြောင်းတို့က အထူးစစ်ဆင်ရေးဌာနမြို့ပြပြောက်ကြားနယ်မြို့ပြစစ်ဆင်ရေး Special Operation Department Urban Guerrilla and Urban Operation ရဲ့ခွင့်ပြုချက်နဲ့ mission ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာ NLD ပါတီမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့တကောမတရားအကျင့်ကြားခံထားရတဲ့နိုင်ငံရေးအကျဉ်းသားရဲဘော်များအထက်လက်တုံပြတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ Civilian Military SRDF အထူးစစ်ဆင်ရေးစစ်ကြောင်းရဲဘော်များအနေနဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေးပြည်သူလူထုနဲ့ပူးပေါင်းပြီးတော့ဆက်လက်ပြီးတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကို Civilian Military SRDF အထူးဆက်ဆင်ရေးစစ်ကြောင်းကတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာမြို့ညောင်ပင်ဆောက်ရက်ကွက်အတွင်းသကောင်စီရင်ကောက်ယူနေတဲ့သူတွေကိုမိုင်းဆွဲတိုက်ခတ်ရာရဲနာဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့်အော်တိုဘားလ၈ရက်နေ့မနက်၁၀နာရီခန့်ကမုံရွာမြို့ညောင်ပင်ဆောက်အပိုင်းအတွင်းမှာ ၎င်းစင်းကောက်ယူရန်လာတဲ့ရဲစစ်သားကားညနာဝန်ထမ်းများနဲ့ကျောင်းဆရာများပါဝင်တဲ့အင်အားတရာခန့်ပါတဲ့အဖွဲ့ကိုဗရိသာမိုင်း၅လုံး point to point နဲ့နတ်လူထိပ်ပံရက်ကွက်အနည်းမှာမိုင်းဆွဲတိုက်ခိုက်ရာရဲနာဦးတေဆုံးပြီးတော့၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုကြောင့်တေဆုံးဒဏ်ရာရရှိခဲ့တဲ့စစ်သားနဲ့ရဲများကိုအင်စည်းကားတွေနဲ့မုံရွာဆေးရုံကိုတဲဆောင်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရင်းမာပင်ခရိုင်ရင်းကိုစစ်ကြောင်းဖြစ်တဲ့ EDS column နဲ့ဗာမတီတော်လိုင်းတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားရဲများကလိုက်လံပစ်ခတ်မှုရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြန်မာတန်ယုံရဲ့ထောက်ခံစာအတုနဲ့ဗီဇာသက်တမ်းတိုးဆောင်ရနေသူတွေရှိနေပြီးတော့အော်တိုဘားလ25ရက်နေ့မတိုင်ခင်မှာလာရောက်အသိပေးရှင်းလင်းရတဲ့မရှင်းလင်းပါကနိုင်ငံကူးလက်မှတ်ကို Now and Voice ကြီးညာဖြတ်သိမ်းသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရက်ကျော်လုံးနေထိုင်နေတဲ့သူတို့ချို့ဟာ ထိုင်းနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကိုလာရောက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြန်မာတန်ယုံရဲ့ထောက်ခံစာအထုနဲ့တပ်တန်းတိုးရန်ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ထိုင်းနိုင်ငံမှာဗီဇာတပ်တန်းတိုးရန်ထောက်ခံစာပြုလုပ်လိုသူများနေထိုင်ခွင့်တပ်တန်းအ ਨੇ စုံ9ရက်ကြန့်ရှိသူများကိုသာပြုလုပ်ပေးမှာဖြစ်ပြီးတော့ထောက်ခံစာအထုလုပ်သူများနဲ့အထုပထောက်ခံစာနဲ့ထိုင်းနိုင်ငံရဲ့တပ်ဆိုင်ရာဌာနများကိုလာရောက်သူများကိုတွေ့ရှိပါကနိုင်ငံကူးလက်မှတ်များအားပယ်ဖျက်ခြင်းဥပဒေကြောင်းအရအရေးယူခြင်းများကိုပြုလုပ်ရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်းကြေညာတတ်မှာပါရှိပါတယ်။ Passport Number MF364672 Date of Birth 1 March 1997ကိုင်ဆောင်တဲ့သူဟာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြန်မာတန်ရုံးဘန်ကောက်ကိုလာရောက်ပြီးတော့တရင်ပုတ်ရှင်းလင်းရတဲ့အော်တိုဝါလာ25ရက်နေအတွင်းမလာရောက်ပါကနိုင်ငံကူးလက်မှတ်ကို No of White ဖြတ်သိမ်းကြေညာသွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ အကြမ်းမဲ့စစ်ကောင်စီလက်အောက်ခံဘန်ကောက်မှာရှိတဲ့မြန်မာတန်ယုံအနေနဲ့ထောက်ခံစားတဲ့နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စများကိုဆောင်ရွက်ရန်တပ်ဆိုင်ရာနိုင်ငံများရဲ့ဌာနများကိုတန်ယုံရဲ့ကောင်စစ်အရာရှိများလက်မှတ်တစိုက်တုံးနမူနာပုံစံနေ့စဉ်ထုတ်ပေးခဲ့တဲ့ထောက်ခံစားများရဲ့စာနံပါတ်နဲ့ရက်စွဲတို့ကိုပေးပို့ထားပြီးဖြစ်တယ်လို့သိရပါတယ်။တပ်ဆိုင်ရာနိုင်ငံများရဲ့ဌာနများအနေနဲ့ထောက်ခံစားတစောင်းအပေါ်တန်တရားရှိပါကချက်ချင်းစစ်ဆေးဖော်ထုတ်နိုင်ခြင်း တက်ဆိုင်ရာတန်ယုံကိုအကြောင်းကြားပြီးတော့စာနံပါတ်ရက်ဆွဲထုတ်ပေးတဲ့သူရဲ့အမည်တော့ကိုတိုက်ဆိုင်စစ်ဆေးခြင်းတွေကိုပြုလုပ်နိုင်တယ်လို့ကြေညာချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပြည်တက်မဟာနှင့်နယ်မြေတီဘောမျိုးပေါ်ရက်ကွက်နဲ့ခြေရွာများကိုစစ်ကောင်စီတပ်က112လေးရင်နဲ့ဘုံကလုံးကြီး60ကျော်ကျဲချခဲ့ရာတီလာရှင်တပပြန်လည်တော်မူခဲ့ပြီးပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့ညနေ3နာရီအချိန်မှာတီဘောမျိုးရွှေချောင်းရက်ကွက်နဲ့ပရင်တောင်ရက်ကွက်အတွင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်က112လေးရင်နဲ့ဘုံဒီ10လုံးကျဲချခဲ့ရာရွှေချောင်းရက်ကွက်မှာရှိတဲ့အုပ်ချုပ်ရေးမှူးရုံး ပြည်သူတွေရဲ့နေအိမ်များနဲ့ဗရင်တောင်ရက်ကွက်မှာရှိတဲ့ဦးအိုက်တူရဲ့နေအိမ်တို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲအော်တိုဘားလ၈ရက်နေ့ည10:00နာရီကျော်အချိန်မှာတီဘောမြို့တောင်မြို့ရက်ကွက်ဗရင်တောင်ရက်ကွက်အုတ်ချင်းရက်ကွက်နဲ့နမ်မုံကြီးရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်က112လေရင်နဲ့ဘုံအလုံးကြီး90ကျော်ကျဲချခဲ့ရာနမ်မုံကြီးရွာဖုန်ကြီးချောင်းအတွင်ကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့တီလာရှင်တပါပြန်လုံတော်မူကား ဥမြင့်လွင်တို့လင်မယားနှောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တောင်မျိုးရက်ကဗရင်တောင်ရက်ကနဲ့အုတ်ချင်းရက်ကမှာရှိတဲ့ပြည်သူများရဲ့နေအိမ်ဆယ်လုံးကျော်လဲထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရဲမြို့နယ်မှာတရုတ်နိုင်ငံသားပညာရှင်များရှိနေတဲ့တကြားဆိုင်ုံကိုစစ်ကောင်စီကအော်တိုဘားလ9ရက်နေ့မနက်ပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူတို့ထေဆုံးဒဏ်ရာရခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုင်းရဲမြို့နယ်ရှန်တော်ရွာမှာရှိတဲ့တန်တော်ဦးတကြားဆိုင်ုံကိုစစ်ကောင်စီက9ရက်နေ့မနက်အစောပိုင်း2နာရီမိနစ်20ခန့်မှာဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့မြို့ကန်တအုပ်ကပြောပါတယ်။၎င်းကတကြားဆိုင်ုံဝန်ထမ်းလိုင်းကန်းကိုညက ပေါင်200ဘုံ၄လုံးချပါတယ်တရုတ်ပညာရှင်တွေနေတဲ့အဆောင်ကိုပြစ်တာပါလို့ပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကြောင့်အသက်20အရွယ်စက်ရုံဝင်တဲ့အမျိုးသမီးတအုပ်တိတ်ဆုံးပြီးတော့6ဦးထက်မနည်းအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်တရုတ်နိုင်ငံသားပညာရှင်များထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘူးလို့ပြောပါတယ် ဘာစီရေးပြတ်မှမရှိဘဲနဲ့အရသားတွေနေထိုင်ရာလုပ်ငန်းခွင်ကိုလေရင်နဲ့ပစ်တာပါလို့မြေပြင်သတင်းကြီးမြစ်တူကပြောပါတယ်။တခြားဒေသခံတူကလည်းစစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲမှုကြောင့်စက်ရုံအလုံသမားနှစ်ဦးသေဆုံးပြီးဆယ်ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကလက်ဖက်ဆက်ရုံတခြားဆက်ရုံများမှာတရုတ်နိုင်ငံသားပညာရှင်များရှိနေပြီးတော့စစ်ကောင်စီဟာအဲ့ဒီအခြေအနေကိုသိပါလျက်နဲ့ လေချောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့လုပ်ငန်းရှင်တအုပ်ကပြောပါတယ်ပြီးခဲ့တဲ့ဩဂတ်လကလာရှုံမျိုးသိန်းတိုက်ပွဲအတွင်းမှာ MNDAA ကလာရှုံမျိုးမှာရှိတဲ့အရှိမတိုင်းစစ်ဌာနချုပ်ရမခကိုလည်းသိမ်းယူခဲ့ရာစစ်ကောင်စီကရမခဌာနချုပ်ကိုမိုင်းရယ်ဗျူဟာမှာနေရာချခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကမိုင်းရယ်ဗျူဟာကိုခြေကုပ်ယူကလာရှုံကိုပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်နေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးပင်လုံလွိုင်လင်းလဲချကျေးတီမိုင်းရယ်လမ်းနဲ့ ခြေသီးမိုင်းကိုင်နမ်လန်မိုင်းရဲ့လမ်းတို့ကိုတုံးပြီးတော့ကားများနဲ့မြေပြင်အင်အားတွေတိုးချဲ့နေတယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ရေးသတင်းအမြစ်တချို့ကပြောပါတယ်။မိုင်းရဲ့မြို့မှာ MNDA နဲ့စစ်ကောင်စီတို့စစ်ရေးတင်းမာနေပြီးတော့စစ်ရေးပြင်းစင်မှုများလည်းရှိနေတယ်လို့ဒေသခံများကပြောပါတယ်။လားရှုံမြို့အပဝဲတော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့မြို့များကိုတင်းတော်တို့တုံးပြမယ်လို့အာနာသိစစ်ခေါင်းဆောင်ကကြုံဝါထားပါတယ်။အဲ့ဒီနောက်မှာတော့လားရှုံမြို့အပဝဲ၎င်းတို့လက်လွတ်ထားရတဲ့မြို့များကို လေးချောင်းကနေတိုက်ခိုက်နေတယ်လို့သိရပါဗျ။အထူးသဖြင့်လာရှုံမြို့ကိုလေးချောင်းကနေမကြာခဏတိုက်ခိုက်နေတယ်လို့မြေပြင်ကနေလည်းအင်အားတွေတိုးချဲ့နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဘူးတလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကြောက်ဦးရွာကိုမိရှို့ဖျက်ဆီးပြီးပြည်သူအယောက်20ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာဘူးတလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကကြောက်ဦးရွာမြောက်ရွာကိုဝင်ရောက်စီးနင်းပြီးတဲ့နောက်မွန်းလယ်တနင်္ဂနွေ50မိနစ်ခန့်မှာ ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုမိရှုပ်ဖျက်ဆီးခဲ့ပြီးနေအိမ်၅လုံးမိလောင်ပြာကျခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီအချမ်းပတ်စစ်တပ်စစ်ကြောင်းဟာစစ်ကြောင်းထိုးရာလမ်းတက်လျှောက်မှာရှိတဲ့ပြည်သူအယောက်20ခန့်ကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအချမ်းပတ်စစ်ကောင်စီတပ်သားများဟာတီးပင်အိုင်ရွာမှာတပ်ဆွဲထားပြီးတော့ပြည်သူအများအပြားကိုလည်းတစားကအဖြစ်နဲ့ဆက်လက်ဖမ်းဆီးထားတယ်လို့သိရပါဗျ။ စစ်ခွဲတဲ့စစ်ကြောင်းထိုးရလမ်းတလျှောက်မှာရှိတဲ့ပြည်သူအယောက်20လောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ကြောက်အိုးရွာမြောက်ရွာကနေပြီးတော့နေအိမ်၅လုံးကိုလည်းမိရှုဖျက်ဆီးသွားပါတယ်။ရုံမာတာကတော့လွန်လွန်နေပါပြီ။မဆိုင်တဲ့ပြည်သူတွေကိုပတ်ရမ်းနေတာမဟုတ်လို့ပြည်သူရဲ့အမုန်းကိုပို့ပြီးတော့သာခိုင်းရလိမ့်မယ်။တွေ့သည်မယ့်ဖမ်းဆီးတပ်ဖြတ်ခိုးဆိုးလူရက်နေလို့သူတို့ကိုထောက်ခံတဲ့သူတွေပါခံလာရတော့သူတို့ကပါစစ်ခွေးတွေကိုမထောက်ခံကြတော့ဘူးလို့ဘုဒ္ဓလင် mobile team BMD ဘုဒ္ဓလင်မြို့နယ်ရွေလျားစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဒီပဲရင်မျိုးကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေးချောင်းကနေကိုးချိန်ဘုံကျဲတိုက်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘလာကိုရနေညနေ9:73မိနစ်ကနေ26မိနစ်အတွင်းအကြံမဲ့စစ်တပ်ကဒီဘဲရဲမျိုးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရအူးကနေတက်လာတဲ့ KAW Fighter နှက်စင်းနဲ့ ဘုံ၉ချိန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်ဒေဆုံးမှုမရှိတော့လေ။ဒီပဲရင်မျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်စစ်တပ်ကအကြမ်းဖက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကိုရရနေညနေပိုင်းမှာဒီပဲရဲမျိုးရင်းကိုစစ်ခွေးတွေကလေချောင်းနဲ့ကိုးချိန်ထက်မနေဘုံကျက်တိုက်ခိုက်သွားပါတယ်အခုပြစ်သွားတဲ့နေရာတွေကလည်းမျိုးရင်းကိုရမ်းပြီးတော့ကျဲသွားတာ ဒီဘက်ရဲ့မျိုးရဲမှာစစ်ခွေးတွေမိရှုပ်ထားတာတွေရောလေကြောင်းတိုက်ခိုက်တာတွေရောကြောင့်ပြည်သူပိုင်နေအိမ်တွေတိုက်တွေပျက်စီးဆုံးရှုံးထားတာတွေများထားတယ်မျိုးရဲမှာစစ်ခွေးတွေပြန်လဲအထိုင်ချထားတော့နေအိမ်ဘလောက်ပျက်စီးသွားလဲဆိုတာတိတိကျကျတော့မသိရသေးဘူးဘသူမှတော့ထိခိုက်မှုမရှိပါဘူးလို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံထုခန့်ဆောင်အမေသားကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ